လီဗာပူးဆိုတာ2024-25ရဲ့စစ်မှန်တဲ့ချန်ပီယံပဲဖြစ်ပါတော့တယ်။အားလုံးပဲမင်္ဂလာပါရှင်။စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရီးမီးယားလိပွဲစဉ်30နှစ်အဖြစ်အရှင်ပြိုင်ကစားခဲ့ကြတဲ့လီဗာပူးနဲ့ဝက်ဆမ်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။လီဗာပူးအနေနဲ့ဒီပွဲစဉ်အပြီးမှာဒုတိယနေရာကအာဆင်နယ်အသင်းကို73မှတ်အထိကိုဖြတ်တောက်ဦးဆောင်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ လက်ကြံပွဲ6ပွဲပဲကျန်တော့တာလေအာဆင်နယ်ရဲ့လက်တလောလားရာတွေ73မှတ်အထိဖြတ်တောက်ထားတာတွေဒဏ်ရာကင်းရှင်းပြီးပရီးမီးယားလိဂ်ကို အပြည့်အဝအာရုံစိုက်နေတာတွေကြောင့်ဒီနှစ်ပရီးမီးယားလိဂ်ဆူပလန်ဂျီဟာလီဗာပူးအသင်းအတွက်ဆိုတာတေချာနေခဲ့ပြီပဲဖြစ်ပါတယ်လီဗာပူးအသင်းဟာစစ်မှန်တဲ့ချန်ပီယံတွေပဲဖြစ်ကြောင်းကြွေးကြော်လိုက်ချင်ပါတယ်ဘာကြောင့်စစ်မှန်ရတာလဲဆိုလို့ရှိရင်ပြောစရာလေးတွေရှိနေပါတယ်အခုကစားရာသီကြိုပွဲစဉ်တွေကိုတစ်ချက်လောက်ပြန်သွားကြည့်ကြပါမယ် အသင်းရဲ့အားထားရတဲ့နီးပြကြီးယာဂန်ကလော့ကအသင်းကိုနှုတ်ဆက်ထွက်ခွာရင်းနဲ့လီဗာပူးတို့ဟာရင်ခွင်မဲ့သားလေးတွေဖြစ်ခဲ့ရပါတယ်။ဒီလိုအမျိုးမျိုးတိတ်မတိတိတ်မထင်ရှားတဲ့နယ်သာလန်ကလပ်ကနီးပြကိုခန့်အပ်ပြီးတော့လီဗာပူးတို့ရဲ့အရွေးကိုဘယ်အထိခီးပောက်မလဲမိကွန်းတွေထုတ်ခဲ့ကြပါတယ်။လီဗာပူးဖန်တွေရောအန်တီဖန်တွေရောအားလုံးရဲ့အတွေ့ထဲမှာလီဗာပူးအသင်းဟာဒီယာဒီမာတော့နီးပြတဲ့နဲ့အတူချန်ပီယံလိဆူပလာကြီးကိုအရယူနိုင်မယ်လို့ခံမှန်းနေသူက မရှိသလောက်ရှားနေပါတယ်။ အဖက်ဖက်ကအလှုပ်အခက်တွေများနေတဲ့အတင်းဖို့ဥရောပဝင်ဝင်လေးရရင်တော့ခြေနဲ့ပါပြီဆိုတဲ့စကားသံတွေကလည်းမိုးတုန်ညံနေပါတယ်။အခုတော့ဒါတွေကိုခြေဖြတ်ပြနိုင်ခဲ့ပြီးတော့ဥဆောင်သူကတော့လီဗာပူးရဲ့ဥဆောင်တဲ့အန်စလော့ပဲဖြစ်ပါတယ်။အတင်းကလူမဝဲပေးဘူးလား။ဟုတ်ပါတယ်။မဖြစ်ဖြစ်အောင်လုပ်ပါမယ်ဆိုပြီးတော့ရှိတဲ့အစုအဖွဲ့နဲ့အကောင်ဆုံးခရီးဆက်ခဲ့ပါတယ်။ အသင်းရဲ့အမြဲတမ်းလူလိုအားနည်းချက်ပမာဖြစ်နေရတဲ့နံပါတ်6နေရာအတွက်စူပီမန်နီကိုကန့်လန့်ခေါ်ယူခဲ့ခြင်းကလည်းအစ်စ်မပြေခဲ့တဲ့နောက်ဂရာဘန်ဘတ်ကိုယုံယုံကြည်ကြီးနဲ့ပုံသွင်းနေရပြေးခဲ့ပါတယ်။ဝက်ဆန်နဲ့ပွဲစဉ်မှာဂရာဘန်ဘတ်ဘလို့ကစားသွားလဲဆိုတာအားလုံးလည်းအသိပါပဲ။ဒီဗီဒီယိုမှာပြောပြခြင်းတာကတော့အခုဝက်ဆန်နဲ့ပွဲစဉ်ရဲ့အမှမဟုတ်ဖ ೇನೆ ဒီဘဘူးအနေနဲ့တောက်လျှောက်ဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတိုင်းကိုရည်ညွှန်းဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ခဲခဲတိုင်းကိုသွေးအေးအေးနဲ့ကြော်ဖြတ်နိုင်ခဲ့တာကြောင့်ဒီအသင်းကစစ်မှန်တဲ့ချန်ပီယံဖြစ်တယ်ဆိုတာကိုအကုံလုံးကတညီတညွတ်ထဲလက်ခံကြပါလိမ့်မယ်။ဒါဟာကောင်းမွန်တဲ့အခိုက်အတန့်တွေဖြစ်ပြီးတော့ဒီအောင်ပွဲမှာလီဗာပူးရဲ့ဝန်ကပရိသတ်တွေအားလုံးပါဝင်ပတ်သက်နေပါတယ်။အမြင့်ကိုရောက်ဖို့စူးစမ်းနိုင်ကြတာချင်းအတူတူအမြင့်မှာအကြာကြီးဆက်လက်ရပ်တည်နိုင်မှုကအင်မတန်ခက်ခဲလွန်းတဲ့ကိစ္စရပ်ပဲဖြစ်ပြီးတော့လီဗာပူးကတော့အကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းသိစပ်ပြီးလက်ရပါတယ်။ တကယ်ဆိုရင်ဝါဆန်းကိုသာအနိုင်မဟုတ်ဘဲနဲ့တရေရလက်ဒါမှမဟုတ်ရှုံးနေခဲ့မယ်ဆိုရင်အသေးအပေါ်ဖိအားတွေကတောင်းလို့ပုံလာတော့မှာပါအခုတော့ဖိအားကင်းကင်းနဲ့မကြခင်မှာစူပလာကြီးကိုကင်မြောက်ကြဖို့ပဲရှိပါတော့တယ်ဦးဆောင်ကိုရရှိခဲ့တဲ့ခိုက်တက်မှာဆိုရင်ဆာလာရဲ့တိကျလွန်းတဲ့ဖြတ်တင်မှုကိုလူချိုကအကောင်းဆုံးပိတ်သွင်းခဲ့တာကကြိုးကြနေတဲ့အတွက်မမေ့နိုင်ပွဲပါပဲ။ တရေကျနေတဲ့အချိန်မှာပွဲသိန်းကိုသွင်းယူပေးခဲ့တဲ့အသင်းကောင်းဆောင်ကြီးကလည်းလီဗာပူးရဲ့နှလုံးသားထဲအမြဲဆွဲမြဲနေတော့မယ့်ကစားသမားကြီးအဖြစ်ရှိနေကြောင်းခက်လောင်းတင်ဆက်ရင်းနဲ့ဝါဆန်းကိုအနိုင်ရခဲ့တဲ့ချိုမြိန်မှုတွေကိုအတူတူမျှပြီးခန်းစားလိုက်ကြပါစို့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်